ဒီနေ့တော့မြောင်းတကုံကမွေးငါးဆိုင်လေးတစ်ဆိုင်ကိုသတ်ဆက်ခဲ့ပါတယ်။ဆိုင်ကတော့မဟာဗန္ဓုလလမ်းပေါ်မှာရှိပြီးတော့ပညာလမ်းနဲ့ပညာတလလမ်းအလေလောက်မှာတတ်ကြပါတယ်။ဆိုင်နာမည်ကမွေးငါးဆိုင်ဖြစ်တဲ့အတွက်အဓိကမီနူကတော့မွေးငါပေါ့နော်။ဆိုင်ထဲကိုဝင်သွားလိုက်ရင်ထိုင်ဖို့နေရာနှစ်နေရာရှိပါတယ်။ Street Food ဆန်ဆန်ဆိုင်ရဲ့ဘေးမှာထိုင်စားလို့လည်းရတယ်လို့ဆိုင်ထဲကိုဝင်ပြီးတော့စားလို့ရပါတယ်။ဆိုင်ရဲ့မီနူမှာတော့မွေးငါအပြင်အုံနုခောက်ဆွဲနှင်းကြီးတို့ခောက်ဆွဲတို့ကြာဆန်တို့တို့လည်းရပါသေးတယ်။ ပြင်မဆိုင်တောင်မွေးငါတပွဲကို1,500ပေးနေရတဲ့အချိန်မှာခုလိုမျိုးဆိုင်နေရာကောင်းကောင်းတန်တန်ရှိရှိတို့မှအလွတ်3တော့အကျော်နဲ့3,500ဆိုတော့ဒီစီကမစိုးလို့ပြောလို့ရပါတယ်။ခေတာဆိုရင်တော့မွေးငါမှားထားတာတော့ရပြီ။စားဖို့အတွက်စားပလာလေးထည့်လိုက်ပါဦးမယ်ခင်ဗျာ။မွေးငါရဲ့အသက်ကတော့ဟင်းရီပါ။ဒီဆိုင်ရဲ့ဟင်းရီကတော့အရသာအနည်းနဲ့ဆိုရင်ကောင်းတယ်လို့ပြောလို့ရပါတယ်။မြေကောင်းများများငားများများနဲ့မပြည့်မကျဲဟင်းရီအရသာလေးကအရန်ကိုတောက်လို့ကောင်းပါတယ်ဒီမွေးငါကတော့ငါ့ကိုအတိအကထားချက်ပုံရပါတယ်ပဲအရသာတော့တိတ်မခံစားမိပါဘူး ဒါပေမဲ့ခြုံပြောရမယ်ဆိုရင်တော့မူဝင်းကတစ်ခွက်အနည်းနဲ့ဆိုရင်တော်တော်လေးစားလို့ကောင်းနေထိပါပါတယ်။နောက်ပြီးတော့ဟင်းရီထဲမှာငပြိုးဥရောစက်သွုံဥရောပါတာကိုလည်းတွေ့ရပါတယ်။သူ့ရဲ့မီနူရဲမှာလက်ဖက်ရည်လည်းတွေ့ရတဲ့အတွက်လက်ဖက်ရည်မှာတောက်လိုက်ပါတယ်။လက်ဖက်ရည်ကတော့ဟိုးရောကလက်ဖက်ရည်ဆိုင်ထိုင်တဲ့ vibe မျိုးကိုပြန်ရတော့ပါတယ်။လက်ဖက်ရည်ရတာလေးကလည်းတော်တော်လေးကိုတောက်လို့ကောင်းပါတယ်။ဒီလိုမျိုး ready made ထုတ်လေးလေးဆိုင်မှာရောင်းပြီးတော့တွေ့ကြပါတယ် ဝင်ကားကြိုက်တယ်ဆိုရင်ခေါက်လောက်သွားစားကြည့်ဖို့ညွှန်လိုက်ပါတယ်